ီကြီးရဲ့တကယ်အဲပင်ကိုပုံစံကတော့အရင်ရှက်သက်တယ်အဲ့လိုလူတယောက်နဲ့စကားပြောရင်လည်းအဲ့မျက်လုံးမကြည့်ရဘူးဒီပကံမျိုးကိုကားကြောင့်လည်းကြီးအသက်18နှစ်ပြန်ကြည့်ရတယ်ဒီကြည်ပိသားကားရဲ့မှာဆိုတော့ဒီပကံမျိုးသူဆိုရဲကားရဲ့မှာဆိုတော့ဒီတော်တော်လေးအဲကိုကိုပါကိုပြန်ကြည့်ပြီးတော့နည်းနည်းစိတ်အားရခြင်းနမူနည်းနည်းလေးရှိရဲဘာလို့လဲဆိုတော့အခုချိန်မှာဒီကောင်မလေးဒီငငယ်လေးကောင်မလေးပုံစံလေးယူလေးတိုင်းအဲ့ဒါကစပါတော့အိုက်တင်ရအစားနေပြန်ကြည့်ရခါမှာလုံးဝ အားလုံးမင်္ဂလာပါမာဂျူရဲ့တော်ချိုးစီစီကနေပြီးတော့ကြိုဆိုလိုက်ပါရယ်ဟုတ်ကဲ့ပါဒီနေ့တင်ဆက်ပေးမယ်အဲသူကသူကတော့ဒီရပါရုပ်ရှင်ရဲ့ drama ဘကမှာဆိုလို့ရှိရင်ဒါပုရိသမင်းသားတွေရောနောက်တစ်ခုကပရိဂတ်တွေရဲ့အစိတ်တွေရောပါဒါဖန်းစားနိုင်တဲ့မြသမီချော်လေးဖြစ်တယ်မန်နေဂျာချိုးလို့ကျွန်တော်ဖိတ်ခေါ်တာဖြစ်ပါတယ်မင်္ဂလာပါဟုတ်ကဲ့ဟုတ်ကဲ့မင်္ဂလာပါမဆိုတော့အမပေါ့နော်ဒီကျွန်တော်တို့ဒီတော်ရှုစီစဉ်နေတစ်ချက်ရပြီးတော့ကြွကြပါမယ်ဆိုတော့ဒီနေ့တော်ရှုမှာတော့အမရဲ့ဒီပေါ့နော်ဒီငယ်တော့ကဒီအလူတင်နယ်ပတ်သက်တဲ့ အကြောင်းအရာလေးတွေတယ်နောက်တစ်ခုကဒီအတုပညာကိုဝါသနာပါတဲ့အကြောင်းအရာရယ်နောက်ဒီပရိဒတ်နဲ့ဒီအဘအပေါ်မှာအပေးတာတ िश ူးပေးလိုက်ဟာပေါ့နော်အဲ့အကြောင်းအရာလေးတွေတယ်နောက်တစ်ခုကဒီ rapid fire လို့ခေါ်တယ်ကျွန်တော်အထူးစီစဉ်နေလောက်ထားပါတယ်ဆိုတော့အဲ့အကြောင်းအရာလေးတော့ဒီနေ့ဝင်ခွင့်လေးတော့သွားပါပါဟုတ်ကဲ့ဟုတ်ပါဘူး။အဲဒီဖြစ်နေပါပြီ။အဲအဲ့တော့စရိုက်ပါမယ်နော်။ဟုတ်။အော်အမကွာနော်။2018တုန်းကအိဗကာညူသူဆိုတဲ့ကားလေးလေးရိုက်ထားရလေးရှိသေးတယ်နော်။ဟုတ်။ဆိုတော့အမကြီးကဆက်ဆက်လာကြည့်ဒီအနုဟွာပေါ့ငယ်တုန်းကဒီအနုပညာ ဝါသနာဟောဘယ်အရွယ်တုန်းကစပြီးတော့ဝါသနာပါခဲ့ရလဲ။음အနုပညာနဲ့ပတ်သက်တာဆိုရင်ဒီကအဲ့လို2016ပေါ့နော်အဲ့ပဝင်းကျင်လောက်မှာ10လမ်းပြီးကစားလောက်တော့မှာစပြီးတော့ကိုကိုဝါနာပါရဆိုတာသိရပါတော့ငငယ်တော့ကတော့မမေတို့ကအကြောင်းကပွဲတွေပိုင်းမှာဆိုလဲပြီးပြီးတော့ကခိုင်းတာတို့ ဲ့လိုအများတော့ activity တော့ရှိရပါတော့ဒါပေမဲ့ညီကြီးရဲ့တကယ်အဲပင်ကိုပုံစံအကြောင်းအရန်ရှက်တတ်တယ်အဲ့လိုလူတယောက်နဲ့စကားပြောရင်လည်းအဲ့မျက်လုံးမကြည့်ရဘူးတယောက်အဲ့လို eye contact မလုပ်ရဘူးလို့အရန်ရှက်တတ်တယ်လို့စကားပြောရင်လည်းခေါင်းငုံမျိုးပဲလို့မပြောတော့မမကအာဒီပုံစံတိုင်းဆိုတော့အဲ communication မကောင်းမနဲ့နေတော့မယ်ပေါ့နော်ဆိုတော့ညီစဲတန်းပြီးတော့အားလဲအားနေတယ်ရက်ဆက်လည်းမထွက်သေးဘူးဆိုတော့တီချဲတင်မွန်းလွင်တင်တဲ့ကိုပို့လိုက်တယ်ပေါ့နော် ီစကားပြောရဲဆိုရဲဒီခွက်တွေကိုလုကန်ရတယ်အဲလူတယောက်နဲ့တယောက်ပြောဆိုဆက်ဆံတဲ့ခါကျရင်ဘလို့ရမလဲဆိုပြီးတော့အဲ့ရစပြီးတော့အဲ modeling လုပ်တယ်ပြီးတော့မှအဲ2018မှာပေါ့နော်ပကံမျိုးသူဆဲကားလေးကိုပထမဆုံးအနေနဲ့စပြီးတော့ရိုက်ဖြစ်ခဲ့တာဟုတ်โอเคပါဆိုတော့ဒီဒီဒီပကံမျိုးသူမြတ်ခင်မှာအမှဒီကွာ miss no hon 2019တန်ကြီးဘူးတို့နည်းနည်းသိထားရဆိုတော့လေအဲ့ကြံပြီးဘလို့ဘလို့မျိုး join ကျသွားရလေဟုတ် အဲလေကြီးခုနပြောလို့ပေါ့နော်အဲ့လို modeling လောက်อ่ะအင်းပထမဆုံးက modeling ကနေစခဲ့ရပါတော့ modeling လောက်တယ်အဲတီချက်တင်မိုးလင်းတို့စီကနေပြီးတော့ပွဲအများကြီးရှောက်ပြီးရခါမှကြောက်အော်ပထမဆုံး miss now how 2019လားမသိဘူးဟိုပြိုင်နေပြိုင်နေချိန်မှာကျတော့ဟိုရှောက်ပြီးွားတဲ့ချိန်မှာဘလို့ဖြစ်သွားလဲဆိုတော့ဟိုဒီအနုပညာလောကအရန်ခက်ခဲပြီးတော့ပင်မနဲ့ပေါ့နော်အေးဟာကိုခံစားလိုက်ရပြီးတော့ပြန်ပွဲဆိုတဲ့ pressure တွေလည်းရှိရပေါ့နော်အဲအဲ့ pressure တွေကြီးမခံစားနိုင်ဘူးအဲ့လိုနည်းနည်း အဲ့လိုနည်းနည်းအသိန်းသူပဲပေါ့နော်အဲ့လိုမျိုးပုံစံမျိုးဖြစ်တဲ့ခါကျတော့อืมငါတော့မရဘူးထင်တယ်ပေါ့နော်အစရရနေချေးပုံစံကလည်းနည်းနည်းအဲ့လို weak ဖြစ်တဲ့နေရာမှာပါရဲ့ခါကျတော့ငါတော့ဒီလောကထဲမှာတော့မဖြစ်နိုင်ဘူးထင်တယ်လို့ဆိုပြီးတော့အနေချေးလက်လျှော့ခဲ့ရပေါ့နော်အဲ့မှာလည်းနေချေးပတ်တော့တွဲလာဘယ်လောက်ထိလဲမသိဘူးအဲ့ထိပဲပါခဲ့ရပေါ့နော်အဲ့ပြီးတော့နေကြီးစိတ်သက်တည်းအရန်ကြာနေတဲ့အချိန်မှာမင်းကနေပြီးတော့ဒီရွှေကြိုပေါ့နော်2019ရွှေကြိုဖောင် မမရနေပြီတော့နေကြီးမသိဘူးနေကြီးမသိပဲနေကြီးစိတ်တရရကြတယ်မမဖောင်သွားတင်လိုက်တာအမှတပီးနဲ့တစင်းချင်းတစင်းချင်းပါပြီးတော့နောက်ဆုံး final ထိကိုပါသွားရတယ်အဲ့ရနေစပြီးတော့တရုတ်ဆောင်ဖြစ်တယ်လို့ပြောလို့ရရဟုတ်ဟုတ်ကဲ့ဆိုတော့ဒီဟိုပါပေါ့ပြရမယ်ဆို2018ကစပြီးရိုက်တာပေါ့ပကံရွတ်သူဆိုတဲ့ကားထဲမှာဆိုတော့အဲ့ထဲမှာတော့ဟိုအမှဒီဂုံလူဆိုတဲ့တရုတ်ထိတရုတ်ဆောင်ကလေးကိုလည်းချက်တိခဲ့ဟာဆိုတော့ပထမအဦးဆုံးဒီပွဲဥထွက်တရုတ်ဆောင်လာတာပေါ့ပွဲပွဲဥထွက်တရုတ်ဆောင်ခဲ့ရတာဆိုတော့အမှတရားပေါ့ရိုက်ကူးရင်းနဲ့ပတ်သက်လို့ အဲ့လိုပြောရတဲ့ခိုက်တန့်တွေအောင်ဖို့တခြားဘလူမျိုးအမှတ်တရမျိုးတွေရှိခဲ့ဘူးလေပထမဆုံးရွှေရှင်ကဆိုတော့ဒီပကံမျိုးသူကကြောင့်နေကြီးအသက်18နှစ်မှာစပြီးရိုက်တာပေါ့နော်အဲ18ဆိုတော့အဲ့တုန်းကဆိုရင်တော်တော်ငယ်သေးတယ်လို့ပြောရမယ်မပုံတင်လည်းမရသေးဘူးစရိုက်တော့အဲယုံကနေဒီအိတ်ကောက်ဆိုင်တော့ MRD4 ယုံမှာပေါ့နော်ယုံမှာဆိုတော့ယုံကနေပြီးတော့ casting ခေါ်တယ်ဒီဂွန်းနုဆိုတဲ့ character ကိုစပြီးတော့ခေါ်ရတယ်ပေါ့နော်ဟိုရောက်တော့တကယ်ဝိုင်းရင် တပိုင်းတရုတ်ဆောင်နေနဲ့လည်းအဲရိုက်ရရရက်ခွင့်ရရပေါ့နော်အဲ့ဒီအတွက်ကြောင့်လည်းပို့ပြီးတော့နည်းနည်းလေးစရပွဲဥထွက်တဲ့အချိန်မှာနည်းနည်းလေးလူပို့တိသွားရတော့ချင်ပါတယ်ဟုတ်ကဲ့ပါဆိုတော့ဒီမိနစ်ကြီးရောက်ပြောမှာစဒီခုနကပေါ့ဒီမစ္စတာဟွန်2019မှာဟုတ်အဲပြန်ခဲ့တယ်ပြီးတော့တခြားဒီကြားတွေထဲမှာဆိုရင်ဒါတပုံတွေပဲရိုက်တယ်လို့လည်းကျွန်တော်တို့တွေ့နေကြတော့ Facebook မှာဆိုရင်ဒါ activity အရင်ဖြစ်တယ်ပေါ့နော်ပြီးတော့ဒီ backend မျိုးတို့ဆိုတော့ပထမဆုံးကကထွက်လေးမှလည်းလောက်ခဲ့တာဆိုတော့အဲ့အဲ့အဲ့နောက်ပိုင်းပေါ့ဒီဂျာကာလာ2000 18 2019ဒီဂျာကလာထဲမှာတခြားလို့ဘလို့အတ္တိပရိဒီအန်ဒူနီတန်ပတ်သက်လို့လှုပ်ထားတာမျိုးတွေရှိလေဟုတ်အဲ2018နဲ့2019ဘတ်ဝင်ချိန်မှာကြာတော့နေချင်းနှစ်ကားရှိရပေါ့နော်ကိုအောင်မင်းခန့်နဲ့အဲရိုက်တဲ့ဒီမျက်လုံးမလွမ်းနှခမ်းမမာနာနေချင်းဒီပကံမျိုးသူဇလန်တွေပြီးွားတဲ့အချိန်မှာကြာတော့အဲ့လိုပဲဒီပကံမျိုးသူပြီးွားတော့ကတ်စင်နေမရှိဘူးပေါ့နေချင်းမှာ မရှိဘူးအဲ့လိုပဲနည်းနည်းစိတ်သက်ကြတဲ့အချိန်မှာဒီမျိုးလုံးမှလွမ်းနှခမ်းမှာမာနဆိုတဲ့ကာလီကတ်စင်ခေါ်တဲ့ခါကြတော့ညီကြီးကဒီ main character မဟုတ်ပဲね main character ရဲ့တငယ်ချင်းညာနေပေါ့ကတ်စင်သွားဝင်တာပေါ့နော်အာဝင်နေဝင်ပြီးတော့အဲ့မှာကြတော့ဆရာကြီးပေါ့နော်ဆရာကြီးလက်တွင်သားဆော့ချစ်ကနေပေါ့နေကျို့ဒီ main character နှင်းတွေအဖြစ်ပေါ့နော်တရက်လောက်လာပေါ့တရုတ်ဆောင်ပြကြည့်ပါလားအဲဆိုပြီးတော့တောင်းဆိုတောင်းဆိုရဲ့အတွက်ပေါ့နော်ညီကြီးအဲတော့တရက်ထပ်ပြီးတော့ကတ်စင်သွားဝင်ရတယ်ပေါ့နော် main character အနေနဲ့ အမှအဲ့ကာမန်ကြီးစပြီးတော့ main character ပထမအဦးဆုံးအနေနဲ့ရွေးချယ်ခြင်းခံရတာပေါ့နော်ဆရာကြီးလည်းနာဆော့ချစ်ရောဒီ production အနိယန္နာရဲ့အဲကျေးဇူးလည်းပါတယ်ပြီးတော့ director ကိုပြည့်တဲ့နိုင်ပေါ့နော်အဲအားလုံးရဲ့ရွေးချယ်မှုနဲ့ဒီပထမအဦးဆုံးခေါင်းဆောင်မင်းလမီးဖြစ်တဲ့အဲ18အကုန်အဲနောက်18အကုန်လောက်ဖြစ်မဲ့တဲ့လေအဲ့ပတ်ဝန်းကျင်မှာစပြီးတော့ရိုက်ဖြစ်ခဲ့တာပေါ့ဟုတ်ကဲ့ပါဆိုတော့ဟိုပြောရမယ်ဆိုဒီနှစ်ကားစလုံးဟာပေါ့ရုပ်တံဇလန်အတွဲအနေနဲ့ဟုတ် ပါထားတာဆိုတော့နောက်တဲ့ရုတ်တန့်ဇလန်အတွက်တခုရိုက်ထားကြလို့လဲကြားရတယ်ဆိုတော့အဲ့2019ထဲမှာပဲအဲ့ကားကဟိုဟာဗာလဲ grown number ဆိုပြီးတော့ဆိုတော့အဲ့ဇကားကြတော့ဘလို့ဘလို့နူးကျွမ်းကြည့်တာလေပြီးတော့အဲ့ဒါနဲ့ပတ်သက်တော့ဘလို့ဟိုဘလို့ခေါ်မလဲရေကူးရေဒီရေကူးနောက်ွယ်အမတ်တရားတွေပါရှိခဲ့ဘူးလား အဲရှိတယ်ဘာဖြစ်လဲဆိုတော့ရောနံပါတ်အခန်းနံပါတ်ဘလောက်လဲဆိုရကကိုကျော်စုနဲ့အဲဒီပင်တရမှာတော့ပဲရိုက်ကြတာပေါ့နော်အဲနယ်ဝေးမှာတော့ပြီးတော့အဲပထမအောင်ဆုံးကားမှာဆိုလဲပကံမှာတော့ရိုက်ကြတယ်အဲ့လိုအဲ့လိုမျိုးပေါ့နော်ဒုတိယကားမှာဆိုရင်ဒီမန္တလေးတို့ပြင်ဦးလင်စခိုင်းဒီအဲ့အလဲပိုင်းပေါ့နော်ညီမနိုင်ငံအလဲပိုင်းတော်တော်လေးနှံ့အောင်ရိုက်ခဲ့ရတယ် ပြီးတော့ဒီ drone မဆွဲကိုင်းမှာကြာဒီပင်းတရပေါ့နော်တောင်ကြီးအိပ်ဘက်မှာတွားရိုက်ကြတာအမှတ်ကြရလဲအများကြီးရှိတယ်အပြီးတော့ဒီနေကျို့ပုံမှန်အဖြစ်ရုံးမှာတော့ casting ခေါ်ရဲပေါ့နော်ဒီ character နဲ့ line မလိုက်အဲအလုံး producer ရောဒီဇလန်ရေးတဲ့အဲ script writer ရောအလုံးပေါ့နော် writer ရေးအကုန်လုံးကဒီ character နဲ့ကန့်ညင်ရဲ့လို့အဲယူဆရတဲ့ဒီလူပေါ့နော်အရွေးချယ်ရဖြစ်တဲ့အတွက်အိပ်ကမှလည်းအဲ့လိုပဲဒီအဲ့ကမှ character တော့နာမည်တော့မေ့နေတယ် အကိုက်တနမဲပါရပါလေနားငယ်တော့ပါတယ်ခုနမဲကိုမေးအဒီရုံးနံပါတ်ကားရဲရဆိုတော့အဲကားရဲကောင်မလေးရလဲပေါ့နော်အဲ့လိုမျိုးနည်းနည်းရှမ်းပြည်ဘက်ကကောင်မလေးပုံစံဒီကြီးကိုတော်တော်များများပောက်တယ်ပေါ့နော်အဲ့လိုဆိုပြီးတော့အဲ့ကောင်မရွေးချယ်ခြင်းခံသွားတာပေါ့ဟုတ်အဲ့တော့ကျွန်တော်တတိထိုင်မိတာဒီဇလန်းသွဲတွေမှာပြောရမယ်ဆိုရင်လားခီတော်တော်လေးတော့ခဲ့ရတယ်ပေါ့မကန်ဘက်လည်းတော့ရတယ်ပင်တရဘက်ကလည်းတော့ရတယ်။နောက်မတလီတို့ဘာလို့တော့ခဲ့ရတယ်လို့လည်းသိရဆိုတော့ ပြောမှဆိုဒီရိုက်ကွင်းကပတ်သက်လို့အဲ့ဟိုမနာခဲ့ရဘူးပေါ့အဲ့လိုပဲကြီးတွေသွားပြီးကြက်လာခဲ့ရတာပေါ့အာဟုတ်တယ်အပေါ်မှာအပြင်အရင်တော့ဆိုရင်တော့တပတ်မှာတစ်ရက်လောက်ကတော့ရှူတင်လာတဲ့အချိန်ကြာရင်တော့လို့ဖျားသွားဖူးတာတို့အလိုအဖွဲလိုက်ပေါ့နော်အဲ့လိုမျိုးအမှတ်တရလေးတော့ရှိရပြောဖို့လည်းကောင်းပါတယ်ဟုတ်ကဲ့ပါဆိုတော့ဒီဒီဘယ်လိုရောက်မလဲဒါအနုဒိညာလောကပေါ့ပြောမှဆိုတော့ဒီဒီလိုမျိုးဝင်ကွင်းရဖို့မတိုင်းခင်ပါလိဘယ်လိုမျိုးစိတ်ကံစားမှုနဲ့ပတ်သက်ပြီးတော့ရေဆန်ခဲ့ရတာမရှိလို့ဒီတော့အနုဒိညာလောကတွေပေါ့ဟုတ် အခုနကပြောလို့ပေါ့နော်နေချင်းအရန်စိတ်တတော်ကြတယ်ဘာမှလည်းလို့လှုပ်ချင်တော့ဘောနော်ဒီလောကထဲမှာမနေချင်တော့ဘူးဒီနှုတ်ပြန်လောကမလှုပ်ချင်တော့ဆိုတဲ့အချိန်မှာအဓိကတော့မမေပေါ့နော်မမေကနေပြီးတော့အလူတယောက်ကလို့စိတ်တတ်ကြနေတဲ့အချိန်ကြရင်မကောင်းတဲ့ဟာပဲပို့ပို့တွေးမိရယ်ဆိုတော့ အဲ့လိုမကောင်းတဲ့ဟာကိုမတွေးမိအောင်လို့ဒီအများနဲ့အလုတ်ရှုပ်ပြီးတော့ကိုကိုကိုအဲ train တလို့ပေါ့နော်တခုမဟုတ်တခုလုပ်နေမှာဒါဒီစိတ်တက်ကြတာအရာမရှိတော့ရအတွက်မမေရလဲအဲ့ဒီတော့လုတ်ပေးခဲ့တာအရန်ကောင်းခဲ့တယ်ဘာဖြစ်လို့ဆိုတော့ဒီစိတ်တက်ကြနေတဲ့အချိန်မှာအခြားနောက်ထပ်အလုတ်တခုကို try နိုင်အောင်အဲငကြီးကိုရိုင်းလဲရောဒီဟာပါဝါကြီးဆုံးမှတော့ငါလောက်ရတော့မှာပဲဆိုရယ်စိတ်နဲ့အကောင်းဆုံးလုတ်ခဲ့ပေါ့နော်အဲ့ဒီလိုမျိုးစူးစမ်းခဲ့ရတဲ့အတွက်လဲအဲ့လိုစိတ်တက်ကြတာရဲ့ဘာမှမရှိဘဲနဲ့ငါဘယ်လိုကောင်းအောင်လုပ်ရမလဲဆိုရယ်စိတ်ကြောက်လို့ရောနေကြီးထင်ပါတယ်ဟုတ် ်ဟုတ်ပါဆိုတော့ဒီအတုပညာတော့အလုံးနဲ့ပတ်သက်လို့ပေါ့တော်တော်များများကဒီစပုတ်ပေးကြတယ်ဟုတ်မလားဆိုတော့ကိုယ့်ရဲ့ဒီမိသားစုဒါမှမဟုတ်ကိုယ့်ရဲ့ဒီတငယ်ချင်းတွေကြားထဲမှာကိုယ့်ဘောဒီအတုပညာနဲ့ပတ်သက်လို့ဟိုဘယ်လိုခေါ်မလဲဒီဟိုမလုံးဖို့ပေါ့ဒါမှမဟုတ်လို့ဘယ်လိုခေါ်မလဲဒီမဝင်ဖို့လို့လုံးတဲ့လူတွေပါရှိလားอืม အဲအဲ့လိုမျိုးတော့မရှိဘူးလို့ဆိုတော့မမေအိမ်ကမိဘတွေကိုယ်တိုင်ကလည်းညို support ပေးရပေါ့နော်အဲညို့အမျိုးအနုပညာမျိုးတော့မရှိဘူးဒါပေမဲ့အိမ်ကနေပြီးတော့မမေရောဖေဖေရောနေပြီးတော့အကောင်းဆုံးဖေဖေဆိုလည်းမြန်မြန်လိုက်ပို့ပေးရပေးနေရပဲဖြစ်ဖြစ်ပေါ့နော်အဲ့လို support ပေးခဲ့တဲ့အတွက်အဲသူကတငယ်ချင်းတွေကလည်းအော်နေအဲ့လိုမျိုးလောက်တာလားငါတို့အဲတငယ်ချင်းတွေမှာလူမျိုးမရှိဘူးပေါ့နော်ဆိုတော့အများန်းတော်တော်များများတော့အားပေးကြပါရဲ့โอเคပါဆိုတော့ကိုကိုတိုင်းနေနေပေါ့ဒီခုနကပြောသလို CV တွေးလေခဲ့ကြတယ်ပြီးတော့ ိုစကားတွေလည်းရိုက်ထားမျိုးတော့ထင်နေပေါ့နော်ဆိုတော့အဲ့လိုမျိုးအဲမှာမကိုအနေနဲ့အမှတ်ရဆုံးပေါ့တေယုဆောင်မှုတေယုဆောင်တာနဲ့ပတ်သက်ပြီးတော့ဘာများရှိမလဲဒါမှမဟုတ်စကားနာမည်လေးနဲ့ဘလုံမျိုးအမှတ်ရမျိုးတွေရှိခဲ့ဘူးလေအမှတ်ရဆုံးပေါ့အဲ့အဲ့ဒါလေးတစ်ချက်ပြောပြပေါ့နော်အဲတကားချင်းစီကတော့ညီကြီးတို့ကတော့အမှတ်တရအရင်ဖြစ်တယ်ပေါ့နော်အဲတပည့်အမှတ်အရဆုံးဆိုရင်တော့ပထမဆုံးတဲ့ကတော့ဘဝမှာအမှတ်ရဆုံးပဲပေါ့လို့ဆိုတော့ တခါမှလည်းတယုံဆောင်မှုကိုပြီးတော့ဒီပအဝင်တဲ့တယုံဆောင်နေအားလုံးကလည်းအပိကြရတယ်ပြောရရင်ကြီးကိုရိုင်းအဲ့ဒီပကံမျိုးသူဆဲကားလေးကိုဟိုတလောမှာပြန်ကြည့်ပြသေးရယ်ပြန်ကြည့်ပြတဲ့ခါကျတော့တညာလုံးကြည့်ပြသွားတယ်လို့ဆွဲရပြီးတော့ကားကိုပြန်ပြီးတော့အရန်မကြည့်ရတာကြားတဲ့အချိန်မှာဩငါဒီလိုမျိုးတယုံဆောင်ခဲ့တာပါလားဆိုကိုကိုရဲ့တယုံဆောင်တဲ့ဟာကိုလည်းကိုဩအဲ့ဒီရွယ်မှာတော့ငါကောင်းဆုံးလုပ်ခဲ့ရပါလားဆိုပြီးတော့အဲ့လိုစိတ်ကလေးဝင်မိရယ်ပေါ့နော်အခုချိန်မှာဒါအဲ့ဒီခွန်နုဆိုတဲ့ကာရီတာကိုနေချို့ကိုအခုပြန်လုပ်ဖို့ပြောမယ်ဆိုရင်ဒီမလုံးနိုင်တော့ဘူးဘာလို့ဆိုတော့ နေကြီးဒီကိုက်တာကိုလည်းအရန်တိနေပြီးတော့ဒီစကားပြောရလေယူလေတဲ့အားစားအဲ့ဒီတုန်းကတော့မကောင်းတော့ဘူးလို့ခံစားရရပေါ့နော်ဆိုတော့အဲ့ဒီပထမဆုံးကားလေးကတော့အရန်အမှတ်တရဖြစ်ပါတယ်ဟုတ်ကဲ့ပါဆိုတော့ဒီအနုချင်းညာဒီလောကမှာကြောင်းတွေ့ကြရတဲ့ဒီဟာတာခြင်းမဲ့အကြောင်းအရာလေးတွေရှိဘူးလား အဟာတာဖြစ်မဲ့အကြောင်းရာတော့ဟိုနေကြီးမှာကြီးကြီးမားမားတော့လို့မရှိဘူးနေကြီးလို့အမြန်တစ်ခုခုတစ်ခုတော့လွဲရပေါ့နော်ဘာလို့ဆိုတော့အရင်တော့ကနေကြီးဒီမျိုးလုံးတိတ်မမြင်ရတဲ့အခါကျတော့ဒီ marking ပေးထားတဲ့နေရာကိုကြော်သွားတာတို့ဘာလို့အလက်လောက်ပဲရှိရသေးတယ်အရန်ဟာတာအရန်ပျော်ရတဲ့ဟာတော့မရှိဘူးဆိုတော့အလုံးလုံးနေချင်းကြရင်တော့ stress ကနည်းနည်းပိုပြည့်ရဒီငါတရားအကောင်းဆုံးလုံးနိုင်မှာမလားဆိုစိတ်ကတော့နည်းနည်းပိုများနေရောရှိရင်လည်းရှိမယ်တကယ်လို့နည်းနည်း stress ဖြစ်တဲ့ဟာတွေပဲပိုမမီနေတာပေါ့အဲ့လိုမျိုးဟုတ်ကဲ့ပါဆိုတော့ကိုကိုနဲ့ခုနကလောပေါ့ ဒါကိုကိုတိုင်ရိုက်ခဲ့ပူတဲ့ကားတကားကိုကိုကိုတိုင်ခုအချိန်ပြန်ကြည့်တယ်လို့ပြောတယ်ဆိုတော့လေအဲ့မှာကိုကိုတိုင်ပြန်ကြည့်တဲ့ခါမှာကိုကိုကိုဝေဖန်တာကိုကိုကိုဘလို့ဘလို့ညင်ဝင်ညင်မိလေအဲ့တုန်းကတေးဆောင်တာလေအဲညီကြီးကပြန်ကြည့်ရတယ်မှာဆိုတော့အဲ့ဗကံမြို့သူတကားပဲပြန်ကြည့်ရသေးတယ်အဲနောက်ကကာယုံညီကြီးပြန်မကြည့်ရသေးဘူးဒီကြည်ပိတာကားရဲမှာဆိုတော့ဒီဗကံမြို့သူဆိုတဲ့ကားရဲမှာဆိုတော့ ဒီတော်တော်လေးအဲကိုကိုပါကိုပြန်ကြည့်ပြီးတော့နည်းနည်းစိတ်အားရခြင်းနမှုနည်းနည်းလေးရှိရဲ့ဘာလို့လဲဆိုတော့အခုချိန်မှာဒီကောင်မလေးဒီငငယ်လေးကောင်မလေးပုံစံလေးယူလေးတိုင်းအဲ့ဒါကစားပါတော့အိုက်တင်ရစားနေပြန်ကြည့်ရတဲ့အခါမှာလုံးဝမရနိုင်တော့ဘူးအဲပြီးတော့အားမရတဲ့ဟာလေးနည်းနည်းတော့ပြန်တွေးရတာပေါ့နော်အဲ20%လောက်ကတော့ငါဒီညမှာတော့ဒီဒေသနည်းနည်းတမျိုးဖြစ်နေရပေါ့နော်အဲအဲ့လိုမျိုးခံစားရတဲ့ဟာတော့20%လောက်တော့ရှိရပါပေါ့ဟုတ်ကဲ့ပါဆိုတော့ဒီဂျက်ကလာထဲမှာပေါ့မာတီ အမှုဒီနာနဲ့ပတ်သက်လို့ဘယ်လိုမျိုးလှူချမှုတွေတွေလုပ်နေသေးလဲ။ဟုတ်အဲဒီကြီးအဲကိုရီးယားသွားပြီးတော့ပြန်လာတာနေတစ်နှစ်လောက်တော့ရှိပေါ့နော်အဲတစ်နှစ်လောက်ရှိရဲ့အချိန်မှာကျတော့ဒီပြန်ရရောက်ချင်းမှာအဲယုံကြည်ကားတကားရိုက်တာရယ်ယုံကြည်ကားတကားရိုက်တယ်ပြီးတော့ series အဲ3 3 series ရောက်ဝင်ထားရယ်ပြီးတော့နောက်ထပ်ယုံကြည်ကားတကားရှိမယ်ပေါ့နော်အလုံးပေါင်းယုံကြည်ကားနှစ်ကားနဲ့ series 3ခုလောက်တော့ရှိမယ်ချက်ဟုတ်ဟုတ်ကဲ့ပါဒီနေ့ဟိုပါပို့ဒိုရှင်တင်သွားဖို့ရှိသေးရယ်ဆိုတော့အဲအဲ့ဒါကျတော့ ်ဘယ်လိုဘယ်လိုမျိုးလဲဒီဟို commercial တွေ့လားဒါမှမဟုတ်ရှင်းတွေ့လားအာဒီနေ့ photo shoot อ่ะจ้ะဒီငွေချင်းနေပေါ့ဟိုအအလှရိုက်တယ်อ่ะပေါ့ဘာလို့ဆိုတော့ဒီမျက်လုံးခွဲထားတယ်ဒီ lease လောက်ပြီးွားတော့အလုပ်တွေရမ်းရထားတဲ့ခါကျတော့အလုပ်တွေဂျိုင်းမှာအများကြီးလာပြောရအကိုဆိုလဲဒီမလုပ်ခင်နေလာပြောอ่ะပေါ့เนาะညနေကြီးအလုပ်တွေခဏရက်ထားလိုက်ရတဲ့အချိန်လေးလို့ဖြစ်သွားတယ်။အဲပြီးတော့နည်းနည်းကိုကိုကိုနေကြီးနောက်ပိုင်းဒီ25နှစ်လောက်ဖြစ်လာတဲ့အချိန်မှာကျတော့အော်ကိုကိုကိုလှအောင်နေရမယ်။အဲကိုပါကိုဘလို့အဲ ပို့ပြီးတော့ကောင်းအောင်လုပ်ကမလဲဆိုစိတ်တရဖြစ်လာတဲ့ခါတော့ငါလက်လာလေးနေရမယ်လက်လာလေးပုံရဲကမယ်ဆိုပြီးတော့ချင်းပစ်သွားတာပါဟုတ်တော့ပေါ့ကျွန်တော်ရှင်တင်ကတော့အမဒီမျိုးလုံးနဲ့ပတ်သက်လို့ဒါလုံးကြီးတွေလေးတည်ထားဆိုတော့ဒီကနေ့အဲ့ဟိုပေါ့ဘယ်လိုခေါ်ရမလဲဒီမျိုးလုံးကကိုအားနေတာလားတော့မို့ဒီရိုက်ကွင်းမှာပဲဘယ်လိုတိကျမှုဖြစ်တာလားဘယ်လိုမျိုးလို့အဲ့အဲ့လားနေသိချင်းနေဟုတ်နေကြီးကကြတော့ငငယ်တည်းကအဲ့လိုအားနေရပေါ့နော်ငါမွေးတည်းကတော့မဟုတ်ဘူးနေကြီး9တန်း12နှစ်လောက်မှအဲ့လိုနေကြီးက ်ဟိုစာစူးစောက်စူးစောက်ဆိုနောက်ဆုံးတန်းမှာပဲထိုင်နေနောက်ဆုံးတန်းရင်ရှိတန်းတော့မှာထိုင်နေတဲ့အခါကျတော့တဖြည်းဖြည်းနဲ့မျိုးလုံးကဝါလာစာရင်မမြင်ရတော့တငယ်ချင်းစီကနေပြန်ပြီးကြည့်ရတငယ်ချင်းကနေပြီးတော့ white book ကနေကြည့်ရတငယ်ချင်းစီကတစ်ချက်ပြန်ကြည့်လူကိုကိုကိုဝါနေဆိုတော့မသိဘူးဆိုတော့တတလုံးမြင်လာရတဲ့မျိုးလုံးဆိုတော့ကိုကိုကိုမျိုးဒါမျိုးလုံးဝါနေမျက်မှတ်တမ်းမှာဆိုတော့မသိတော့အဲ့နေနေချိန်ကြာသွားတော့နေနေပို့ဆိုးပဲမျိုးလုံးကပါသွားတောက်သွားပါတော့အဲ့ဒီရွေးတဲ့စာပြတ်တက်ရတာ နေကြီးတရုပ်ဆောင်နေချင်းကြရလို့ဒီဒီနားလောက်ထိကိုမမြင်ရအောင်ဆိုတော့တပတ်ပါတနာနဲ့စကားပြောတဲ့အခါကျရင်နည်းနည်းကိုကိုကိုလိုရလို့ခံစားရတယ်ပေါ့နော်အဲအားကြောင့်မို့လဲလှုပ်ဖြစ်သွား